အင်ဂျီလေးနော်ဒီကလေးအင်ဂျီထိုးနေလေးတင်ပေးပါမယ်ဒါလေးက3လအရွယ်ဝတ်ကလေးနော်ထိုးနေလေးတင်ပေးမှာဆိုတော့ဒီခြေလေးပဲအခုလောလောဆယ်ဒီခြေလေးပဲရှိလို့ဒီခြေလေးပဲပြမယ်နော်ဒီခြေလေးနဲ့ပဲထိုးပြမယ်နော်ဒါကတော့အယုတ်တို့ဘာလို့ညာတို့ထိုးတဲ့ခြေလေးနော်။ကိုကထိုးလိုက်ထိုးမယ်ဆိုရင်တော့ဒီအင်ကြီးထိုးတဲ့ခြေတို့ဘာလို့ညာတို့ဝယ်ပြီးထိုးလဲရရယ်နော်။ ီအက်ကလေးနှစ်ချောင်းလိုပါမယ်နော်အက်ကလေးကနှစ်ဆိုင်နော်ဘာဖြစ်လို့ဒီနှစ်ဆိုင်ဖြစ်လဲဆိုတော့ဒီမှာအင်ဂျီယာနေဒီမှာတဆိုင်ဒီမှာတဆိုင်နော်မတူပါဘူးအဆိုင်နံပါတ်ကိုနော်ဒီနံပါတ်ကလေးတွေဒီကိုဒီနံပါတ်နဲ့ထိုးပါမယ်နော်ဒီအက်ပေါ်မှာလည်းဒီအက် site site ကြီးဝရင်အင်ဂျီယာ site ကြီးမယ်ဒီအက် site ကလေးတွေသေးဝရင်အင်ဂျီယာသေးဝပါမယ်နော်ဒီအက်ပေါ်မှာမူတည်ပါတယ်နော် ြီးရင်ဒီမှာခြေစာလေးတက်ဖို့ဟာနော်ချော့ရလေးတစ်ချောင်းလုံးမယ်နောက်ပြီးရင်ဒီမှာဒီဟာလေးတစ်ခုလုံးမယ်နော်ဒီကော်တနလေးဘာလို့လဲဆိုတော့ကာတော့ဒီမှာပလဲလုံးလေးနော်ပလဲလုံးလေးတွေကိုကော်နဲ့ကပ်ဖို့ပါနော်ပလဲချမ်းလေးတွေရှိလဲရပါတယ်ကိုယ့်အိမ်မှာအဆင်ပြေတဲ့ပစ္စည်းနဲ့အလှဆင်လို့ရရနော်ဒီမှာတော့ဒါရှိတဲ့ပစ္စည်းလေးနဲ့ပဲဟိုဟာသေးရလဲမွေးရသေးဘူးဆိုတော့လေစီးတယ်ရှိရလေးနဲ့ပဲဒါမှမဟုတ်လား ထိုးပြမှာပေါ့နော်တိရကလေးလောက်လို့လေခြေလေးတစ်လုံးကြံခဲ့လို့ပါနော်ဒီမှာအစိမ်းရောင်လေးတစ်လုံးထည့်မယ်နော်တိရကလေးပါတာကိုအင်ဂျီမှာတူရဒီမှာနော်အင်ဂျီမှာဒီမှာတိရကလေးပါတာနော်အဲ့တော့ဒီတိရလေးအတော်ကိုဒီခြေလေးတစ်လုံးလိုပါမယ်နော်အားလုံးပေါင်းခြေလေးက၃လုံးပေါ့လွယ်တဲ့ပစ္စည်းလေးတွေအကုန်စုံပြီဆိုလို့ရှိရင်ခြေလေးတွေစထိုးပါမယ်နော် okay အင်ဂျီလေးစထိုးတော့မယ်နော်အင်ဂျီလေးစထိုးတော့မယ်ဆိုတော့ဒီမှာအနှက်ချောင်းကိုဒီဆိုင်နဲ့ဒီအဆိုင်လေးနဲ့အရင်ထိုးပါမယ်နော်ဒီမှာဖုံးမိလေး48ခါနော် နှခသုံးကဝေးကနှာကအဲ့လိုမျိုးပဲเนาะလူဆိုင်ချက်ကထိုးသွားပါမယ်เนาะဒီမှာတော့ခေါင်းကြီးလေး48ခါထိုးသွားပါပြီเนาะခေါင်းကြီးလေးဘု48ခါပြီးသွားပါပြီเนาะပြီးသွားဆိုဒီမှာတစ်ပေါက်နှစ်ပေါက်သုံးပေါက်เนาะသုံးပေါက်မြောက်မှာတိုင်ရှည်လေးတစ်ခါထိုးပါမယ်เนาะ ဒီလိုလေးနော်ပြီးရင်တပေါက်တစ်ခါနဲ့တိုင်းရှည်6ခါထိုးရမယ်နော်တစ်ခါ2 3 4 နော်အဲ့လိုမျိုးတစ်ပေါက်တစ်ခါနဲ့တိုင်ရှင်းလေး6ခါထိုးလာပါမယ်နော်တစ်ပေါက်တစ်တိုင်းနဲ့တိုင်ရှင်း6ခါထိုးရပါပြီနော်ခုနကပထမဆုံးထိုးထားတဲ့တိုင်ရှင်းလေးတစ်တိုင်းနဲ့ဆိုရင်အလုံးပေါင်းတိုင်ရည်အတွက်9ခါရှိပါရဲ့နော်1 2 3 4 5 6 9ခါနော်9ခါပြီးွားလို့ရှိရင်ဒီမှာဒီဒီပေါက်လေးမှာနော်တိုင်ရှင်းလေးတစ်ခါထပ်ထိုးပါမယ်နော် တိုင်းရှိလေးတစ်ခါထပ်ထိုးပါမယ်။ပြီးရင်ဖုံးမီးလေးတစ်ခါထိုးမယ်နော်။ထိုးပြီးရင်အဲ့ရဲ့တပောက်ထဲမှာပဲတိုင်းရှိလေးတစ်ခါထပ်ထိုးပါမယ်နော်။အဲ့ဒီလိုမျိုးလေးတိုင်ပွားလေးပေါ့နော်ဒီမှာတော့တိုင်တပောက်တစ်တိုင်နဲ့တိုင်ရှိ6ခါထိုးပြီးွားပြီဆိုတော့နောက်ထပ်တပောက်မှာတိုင်ရှိတစ်ခါထိုးပြီးရင်ဖုံးမီးလေးတစ်ခါကျပြီးရင်ဒီ ီတစ်ပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါထိုးထားတာပေါ့နော်အဲ့လိုမျိုးလေးထိုးသွားလို့ရှိရင်အခုဒီမှာဖုံးမီးလေးတစ်ပေါက်တစ်တိုင်နဲ့တိုင်ရှည်ခုနှစ်ခါထပ်ထိုးပါမယ်နော် လိုမျိုးနော်တပေါက်တစ်တိုင်းနဲ့တိုင်ရှိခုနကထိုးပါမယ်နော်ဒီမှာနော်တပေါက်တစ်တိုင်းနဲ့နော်တဲနဲ့3 4 5 6ခုနတိုင်းနော်တပေါက်တစ်တိုင်းနဲ့ခုနကထိုးယူရပါပြီတပေါက်တစ်တိုင်းနဲ့ခုနကထိုးယူပါပြီဆိုလို့ရှိရင်နောက်ထပ်တပေါက်မှာတိုင်ရှိလေးတစ်ခါထိုးလိုက်ပါမယ်နော် ိုင်ရှင်လေးတစ်ခါထိုးပြီးွားရင်ဖုံပြီးလေးတစ်ခါထိုးမယ်ထိုးပိုင်းအဲ့ရဲ့တပောက်ထဲမှာပဲတိုင်ရှင်တစ်ခါထပ်ထိုးပါမယ်နော်ဒီလိုလေးပါနော်ပြီးရင်တပောက်တစ်တိုင်းနဲ့ဟိုပါပေါ့နော်တိုင်ရှည်14ကထိုးပါမယ်နော် အဲ့လိုမျိုးတပေါက်တစ်တိုင်းနဲ့ဆလေးကထိုးတာပါမယ်နော်ဒီမှာနော်တပေါက်တစ်တိုင်းနဲ့ဆလေးကထိုးယူပါပါမယ်နော်နေ့မနော်တေနေ့3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဆလေးနော်ဆလေးဆိုရင်ခုနကရှေ့မှာထိုးထားသလိုပဲဒီမှာတိုင်ရှည်လေးဒီတပေါက်မှာတိုင်ရှည်လေးတစ်ခါထိုးလိုက်ပါမယ်နော်တိုင်ရှည်လေးတစ်ခါထိုးပြီးွားရင် ုံပြီးလေးတစ်ခါထိုးပါမယ်နော်။နောက်ပြီးရင်အဲ့ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်လေးတစ်ခါထပ်ထိုးပါမယ်နော်။ဒီလိုမျိုးလေးပါနော်။ဒီမှာနဲ့ဒီလိုလေးထိုးပြီးသွားပြီဆိုရင်ဒီမှာတစ်ပေါက်တစ်တိုင်နဲ့တိုင်ရှည်ခုနှစ်တိုင်ထပ်ထိုးပါမယ်နော်။တိုင်ရှည်ခုနှစ်တိုင်ထိုးသွားရင်ဒီလိုမျိုးလေးပြန်ထိုးပါမယ်နော်။ ဒီမှာနော်တပေါက်တစ်တိုင်းနဲ့တိုင်ရှိ9တိုင်းထိုးလို့ရပါပြီနော်1 2 6 9 9တိုင်းထိုးပွားရင်အခုဒီဒီလိုမျိုးလေးပြန်ထိုးပါမယ်နော်တပေါက်ထဲမှာတိုင်ပွားပေါ့နော်ဒီကဖုံမီးလေးတစ်ခါထိုးပြီးတော့နော်ဒီဖုံမီးလေးတစ်ခါထိုးမယ်ဟုတ်ပြီဒီပေါက်ထဲမှာပဲပြန်ပြီးတော့ ိုင်းရှေ့ပြန်ထိုးပါမယ်နော်ပြန်တပေါက်တစ်တိုင်းနဲ့ခုနှစ်တိုင်းဒီနောက်ဆုံးရောက်တဲ့အထိနော်တပေါက်တစ်တိုင်းနဲ့ခုနှစ်တိုင်းတိုင်းရှေ့ထပ်ထိုးပါမယ်နော်ဒီမှာနော်နောက်ဆုံးရောက်တဲ့အထိမှာနဲ့လေး6ခုနှစ်တိုင်းနော်ထိုးပြီးပါပါပြီတို့ကဒေဘင်းပေါက်ကလေးလိုပုံစံဖြစ်မှာပေါ့နော် နောက်ဆုံးဒီမှာเนาะခုနှစ်တိုင်းထိုးပြီးွားပြီဆိုလို့ရှိရင်နောက်တစ်တန်းထပ်တက်မယ်เนาะနောက်တစ်တန်းထပ်တက်ဖို့ဒီမှာเนาะဖုံးကြီးလေးနှစ်ခါထိုးရမယ်เนาะဖုံးကြီးနှစ်ခါထိုးပွားရင်တော့လှည့်လိုက်ပါเนาะလှည့်ပြီးွားလို့ရှိရင်ဒီမှာဒီပေါက်ဒီပေါက်ကနေစထိုးမယ်เนาะဒီမှာเนาะဒီပေါက်ကနေပြန်စထိုးရမယ်เนาะတိုင်ရှည်တစ်ပေါက်တစ်တိုင်နဲ့ရှစ်ခါပေါ့เนาะ khó. Nó khó. Tôn gõ.

건너가 시카 음, 아로마 시카노 ခုဒီမှာနော်၈တိုင်ထိုးပြီးွားပါပြီနော်၁၂3 4 5 6 9 10เนาะ၈တိုင်ထိုးပြီးွားပြီဆိုလို့ရှိရင်ဒီမှာ၈တိုင်ထိုးပြီးွားပြီဆိုလို့ရှိရင်เนาะဒီမှာတပောက်တဲကိုတိုင်ရှင်းနှခါထိုးထားတဲ့နေရာလေးမှာဒီတိုင်ရှင်းဒီပောက်လေးထဲမှာတိုင်ရှင်းနှခါထိုးမယ်เนาะခါ နှစ်ခါနော်တန်းရှင်းနှစ်ခါထိုးဖို့ရလို့ရှိရင်ဖုံးပြီးနှစ်ခါထိုးမယ်တဲ့နဲ့နော်ဖုံးပြီးနှစ်ခါထိုးမယ်ပြီးသွားရင်တန်းရှင်းဒီပေါက်ထဲမှာပဲနောက်ထပ်နှစ်ခါထပ်ထိုးမယ်နော်え。ね。な。読みれてしまいましたね。 အခုဒီမှာတိုင်းရှင်းတစ်ခါလဲထိုးပြီးသွားပြီဆိုလို့ရှင်ဒီပောက်ကနေစမယ်နော်ဒီပောက်ကနေစပြီးတော့တပောက်ကိုတထိုင်နဲ့တိုင်းရှင်းနော်ဒီပောက်ထီပေါ့ဒီပောက်ထီနော်ထိုးရပါမယ်နော်တိုင်းရေတော့ကတော့အကိုးတိုင်းရှင်းရယ်နော်မနတတိုင်း နှစ်တိုင်း၊သုံးတိုင်း၊လေးတိုင်း၊ငါးတိုင်း၊၆တိုင်း၊ခုနှစ်တိုင်း၊ရှစ်တိုင်း၊ကိုးတိုင်းဒီထိနော်မာဒီထိနော်ကိုးတိုင်းထိုးဒီမှာနော်ဒါတိုင်ရှိနှစ်ခါထိုးရတာအခုမှနော်တပေါက်တစ်တိုင်းနဲ့တိုင်ရှိကိုးခါနော်ထိုးပြီးပါပါပြီနော်၄၄၆၈ကိုးခါနော် ကိုကထုတ်ပြီးွားလို့ရှိရင်ဒီမှာနော်ဒီအောက်မှာဒီတပေါက်ထဲကိုတိုက်တိုက်ရှင်းနှစ်ခါထိုးထားတဲ့ဒီပေါက်လေးထဲမှာပဲခုနလိုမျိုးတိုက်ရှင်းနှစ်ခါထိုးလိုက်ပါမယ်နော်တဲ့နဲ့ဟမ်ဟင် ုံပြီးနှခါထိုးမယ်နော်ပြီးရင်ဒီပေါင်လေးထဲမှာပဲပြန်ပြီးတော့တိုက်ရှင်နှခါထိုးပါမယ်နော်တဲ့နဲ့နော်ဒီလိုမျိုးလေးပါ